အားလုံးပဲမင်္ဂလာပါတိစစ်ကျင်းလို့ blog channel ကနေပြီးတော့ပြန်လဲချူဆူလိုက်ပါတယ်ဒီခုဗီဒီယိုလေးကတော့သတင်းကျွတ်မိထုံးပွဲတော်ထိမ့်မှအဖြစ်ရန်ကုန်မြို့ရေကျော်လမ်းမကြီးပေါ်မှာဈေးရောင်းပွဲတော်နဲ့ပျော်ပွဲရွှင်ပွဲခင်းကျင်းနေတာကို ရှယ်ကူးထားတာပဲဖြစ်ပါတယ်ခုရေကြောပွဲစည်းဗီဒီယိုကတော့ပွဲစည်းကို မလာရောက်နိုင်သူများနဲ့ လာရောက်လေပတ်ကြတဲ့သူများဟာလည်းယခုဗီဒီယိုထဲမှာမိမိကိုယ်ကို ပြန်လဲရှာဖွေနိုင်ဖို့ရည်ရွယ်ပါတယ်။ချီကျော်ပွဲစည်းထဲမှာမိသားစုနဲ့လေပတ်ကြတဲ့သူတွေတငယ်ချင်းတွေနဲ့လေပတ်ကြတဲ့သူတွေချစ်ရသူလေးနဲ့လေပတ်ကြတဲ့သူတွေအများကြီးကိုတွေ့မြင်ရပါတယ်။ကဲပွဲစည်းထဲမှာကိုပါတွေလုံးနေခဲ့လဲပြန်လဲရှာဖွေကြလို့ပါဗျာ။ ခုရေကြောပွဲစည်းကိုတရက်10လ2025ခုနှစ်ကနေ9ရက်10လ2025ရက်နေ့ထိ9ရက်တိတိခင်းကျင်းသွားမှာဖြစ်ပါတယ်ရေကြောပွဲစည်းခင်းကျင်းတာဟာယခုဆိုရင်2ရက်မြောက်နေ့ဖြစ်သွားပါပြီဒီနေ့မှာတော့မနေ့ကထက် လာရောက်လေပတ်ကြတဲ့သူတွေပိုမိုများပြားလာပါတယ်စားတော့ဆရာနဲ့ဈေးဝယ်ဆရာဆိုင်တွေဟာလည်းစုံစုံလင်လင်နဲ့ ဖွင့်လှစ်ထားကြပါတယ်။ကြီးကျော်ပွဲစည်းတော်ခင်းချင်းရာ နေရာကတော့ရန်ကုန်မြို့ပဇွန်တော်မြို့နယ်ရေကျော်ရက်ွက်မှာရှိတဲ့ရေကျော်လမ်းမကြီးပေါ်မှာဖြစ်ပါတယ်။ရေကျော်လမ်းမကြီးနဲ့ကက်လျက်ရှိတဲ့ဘူဂျုံအောင်ဆန်းလမ်းမကြီးပေါ်ထိပွဲစည်းကိုခင်းကျင်းထားပါတယ်။ ခုလိုပွဲစည်းတွေခင်းကျင်းတာဟာမြန်မာတို့ရဲ့အစဉ်လာတစ်ခုပဲဖြစ်ပါတယ်။အများစုသောပွဲစည်းများဟာဖျားစည်းတွေများအကြောင်းပြုတာခင်းကျင်းကြခြင်းဖြစ်ပါတယ်။ဥပမာရန်ကုန်မြို့မှာထင်ရှားတဲ့ဖျားပွဲစည်းကြီးများဟာဆိုရင်ရွှေပြည်သာမြို့နယ်မှာရှိတဲ့တာရုကန်ဖျားစည်းကြီးရဲ့တာရုကန်ဖျားပွဲစည်းတာဂိတာမြို့နယ်မှာရှိတဲ့တရားရှိတောင်ဖျားစည်းကြီးရဲ့တရားရှိတောင်ဖျားပွဲစည်းတို့ဖြစ်ပါတယ်။ အဲ့ဒီလိုကြီးမာတဲ့ဖျားပွဲစီဖျားပွဲတော်များမှာဆိုရင်မြမဆက်တပင်ပွဲများစက္ကပ်ပွဲများနမကြီးအဆိုတော်များရဲ့တီဆိုဖြောပြေမှုများနဲ့ပျော်ပွဲရှင်ပွဲများစွာ ပါဝင်တဲ့အတွက်အများပြည်သူများအဖို့အလွန်ပျော်စရာကောင်းသောပွဲစီပွဲတော်များဖြစ်ပါတယ်မြမနိုင်ငံရဲ့မြို့အသီးသီးမှာရှိတဲ့ဖျားစီရီများကိုအချောင်းပြူကပွဲစီပွဲတော်များစွာကို

ရန်ကုန်မြို့ရဲ့စီကားတဲ့ညပွဲစည်းတွေကတော့ပစွန်အောင်မြို့နယ်ရေကျော်ရက်ကွက် ရေကျော်လမ်းမကြီးပေါ်မှာခင်းကျင်းတဲ့ရေကျော်ပွဲစည်းနဲ့စမ်းကြောင်းမြို့နယ်ကျွန်းတော်လမ်းမကြီးပေါ်မှာခင်းကျင်းတဲ့ကျွန်းတော်လမ်းပွဲစည်းတို့ပဲဖြစ်ပါတယ်။

နောက်ပြီးရေကျော်ပွဲစည်းဟာရန်ကုန်မြို့ရဲ့အကြီးဆုံးနဲ့လူအစီကားဆုံးညပွဲစည်းကြီးတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်စီကားပြီးပျော်စရာတွေနဲ့ပြည့်နေတဲ့ရန်ကုန်မြို့ကရေကျော်ပွဲစည်းကိုလာရောက်လည်ပတ်ကြည့်ပါလို့ဖိတ်ခေါ်ရင် ကျွန်တော်ရဲ့ယခုဗီဒီယိုကိုရှင်းနာခွင့်ပြုပါခင်ဗျာဟုတ်ကဲ့ပါ ောက်ထပ်ဗီဒီယိုတွေများစွာမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့နိုင်ဘူးเนาะ